ဒီလိုကဗျာတွေယူရင်ပညာသင်ကြားရမယ့်အရွယ်မှာစတင်ချောင်းကိုမသွားနိုင်လို့ငါးတန်းချောင်းသူခလင်းငယ်တရားကိုကိုကိုကြိုးစွဲချအဆုံးစီရင်ခဲ့တဲ့ဖြစ်စဉ်ဟာပြီးခဲ့တဲ့ရက်ပိုင်းမှာလူတွေအကြားဆုတ်တက်တက်ဖြစ်ခဲ့ရပါတယ်။သူကတော့ခရင်နီပြည်နယ်လွိုက်ကော်မြို့နယ်ပါလောင်ကျေးရွာကမက်ရှဲမဲဖြစ်ပြီးဂျွန်လ6ရက်ကကိုကိုကိုအဆုံးစီရင်သွားခဲ့တာပါ။ မိဘတွေငွေရေးကြေးမပြေလဲတာကြောင့်ကြောင်းဆက်တက်ဖို့အခက်အခဲရှိတဲ့အခါအရွယ်နဲ့မမျှတဲ့စိတ်ဖိစီးမှုကိုမကျော်လွန်နိုင်ပဲတည်တန်းစာတစ်စောင်ချန်ထားခဲ့ပြီးလူလောကတွေကထွက်ခွာသွားပါတော့တယ်မရှဲမဲ့လိုပဲပြီးခဲ့တဲ့လ19ရက်ကလည်းပဲခူးအုတ်တမြို့တစ်ကိုရက်ကွက်ကမိဘတွေနဲ့အတူဈေးကူရောင်းပေးနေတဲ့အသက်17နှစ်အရွယ်ကလေးငယ်တူဟာကျိုးဆွဲချတက်တည်ခဲ့တဲ့ဖြစ်စဉ်တစ်ခုရှိခဲ့ပါတယ် နိုင်ငံတော်ဝန်စစ်ပွဲတွေနဲ့အတူစီးပွားရေးကြဆင်းမှုတွေကအခုဆိုရင်ကလေးငယ်တွေကိုပါထိကြိုက်စေလာတာပါဒီဖြစ်စဉ်တွေကြောင့်ပဲကလေးတွေရဲ့အနာဂတ်အတွက်ပိုပြီးစိုးရိမ်နေရတယ်လို့ကရင်နီကြားကာလအချုပ်ရေးကော်မတီဒုတိယအတွင်းရေးမှူးဥပညာကပြောပါတယ်အဲကျွန်တော်ဒါအရန်ရေးကြည့်တော့ဗောနော်အဲကျွန်တော်ကီနီပြမှာဖြစ်သွားတဲ့ဘတ်တာဥဆုံးခစ်လို့ပြောလို့ရတော့ဗောနော်ဆူဆိုက်ကတော့ဆယ်ခုမကောက်ဖြစ်တယ်ဒါပေမဲ့ဒီမှာကလေးအသက်ငယ်ပိုင်းဆိုင်ရာ မှာကလေးမတယောက်ကနေဒီတောင်းနီခွင့်အခက်ခဲအာမိဘတွေရဲ့အလုံးအိမ်လုံးကမှာပဲအတင်းဆက်ဖို့တော့မဟုတ်တဲ့တော့မှာဒီ PR အကြောင်းပေါ့နော်ကြောင်းနေနေနိုင်တဲ့အခြေအနေပျောက်ဆုံးသွားသွားနိုင်တယ်ဆိုတဲ့ဆိုရင်ချက်ပုံစံကြောင်းဟိုကိုကိုဆုံးစင်တွန်းဟာလည်းဒီကစိတ်မကောင်းကြပါအာအခြားတစ်ဖက်ကြည့်တော့ဒီဟာကကျွန်တော်ပฏิပခအကြောင်းပေါ့နော်ပို့ပြီးတော့မှာကလေးတွေက ထိလဲရှာလိုက်တဲ့ပုံမှာအာထာနတ်ထာတဘူးပေါ့နော်အိအင်ရေးစီဝါရေးနော်မီမီတာဆိုရေးဒီကလည်းထပ်လာတော့ဒီဒဏ်ကိုကျွန်တော်ထင်တာကျွတ်ကျွတ်ကလေးဒီမခံနိုင်ဘူးအဆုံးဒီအပေါ်မျိုးဖြစ်သွားတော့ပေါ့နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူကြဆင်းလာတဲ့စီဝါရေးအခြေအနေတွေကြောင့်ကုန်စည်နှုန်းကြီးမြင့်မှုဒဏ်ကိုအန်တူဖို့မိသားစုတစုမှလူကုန်အလုပ်လုပ်လာကြရတာကအနာသိန်းကာလမှာပုံမြင့်တွေ့လာရတာပါ အထူးသဖြင့်ကလေးတွေဟာဇီးရောင်းရတဲ့အလိုမျိုးတွေမကပဲအနေအများတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ပြင်ပမှန်လုပ်ကန်ရတဲ့စိုက်ပျိုးရေးခြံတွေထဲမှာပါအလုံလုံးနေကြရပါတယ်အပြပီဆိုင်ရာအလုသမားရေးရာအဖွဲ့ ILO ရဲ့ပြီးခဲ့တဲ့နှစ်ဒီလိုအချိန်ကမ္ဘာကလေးအလုသမားစန့်ကျင်တိုက်ဖျက်ရေးနေ့ထုတ်ပြန်ကြမှာတော့ကမ္ဘာတဝန်းမှာရှိတဲ့ကလေးဥယေတန်160ဟာကလေးအလုသမားတွေအဖြစ်ပါဝင်နေစေပဲလို့ဖော်ပြချပါတယ် အဲ့ဒီတဲက89တန်းဟာအစိုးရဆုံးပုံစံတွေနဲ့ကလေးအလို့တမခိုင်းစေခြင်းတွေကဘေးအန္တရာယ်ရှိတဲ့အလို့တွေမှာပါဝင်လုတ်ကိုင်းနေကြရတယ်လို့ဆိုထားပါတယ်။မြန်မာနိုင်ငံမှာတော့ ILO ရဲ့ကလေးအလို့တမဖြစ်ရများဆိုင်ရာလေးလာမှုစစ်တမ်းအရာအကြောင်းမျိုးမျိုးကြောင့်ကလေးအလို့တမတွေတိုးပွားလာနေပြီးအဲ့ဒီတဲမှာစစ်မှုတန်းရှောက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အလို့စီခိုင်းရကနေကလေးအလို့တမများပြားလာတယ်လို့လည်းဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလကစစ်ကောင်စီအတည်ပြုလိုက်တဲ့စစ်မှုထမ်းဥပဒေကြောင့်ရွှေပြောင်းနေထိုင်သူ၃တန်းကျော်ရှိတဲ့ကလေးငယ်တွေဟာသုံးပုံတစ်ပုံပါဝင်နေပါတယ်။ဒီလိုအခြေအနေတွေကြောင့်ပဲအာနာမသိငယ်ကလေးကအလောက်ကိုင်းရှာဖမှုနဲ့ဝင်ငွေနဲ့ပါမှုကြောင့်တိုးပွားလာနေတဲ့ကလေးလူသားအရေးအတွက်ဟာရော့ကြမသားပဲမြင့်တက်လာနေတယ်လို့ MICS အလောက်သမားအဖွဲ့အလောက်မှုဆောင်ကိုနေလင်းအောင်ကဆိုပါတယ်။ဒီသားစုဆောင်ဝင်တွေကြောင့်ကလေးလူသားတွေအများကြီးကျွန်တော်တို့တွေ့တဲ့အတိုင်းနဲ့ ကလေးလူသမားတွေကိုယ်တိုင်ကလည်းပဲသူတို့တိုင်ခြင်းနဲ့ဆန္ဒမရှိဘူးပေါ့။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့သူတို့မိသားစုစာဝတ်နေရသူတို့ကိုယ်တိုင်လောက်မှာထမင်းနှမ်းမှမဲ့အနေဒါဖြစ်တယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ပေးထားတဲ့အခြေခံလောကလာစာနဲ့ဝင်ငွေတစ်ခုတည်းနဲ့ဒီမိသားစု အတွက်ကကျွန်တော်တို့တွေကမရက်တည်နိုင်တော့မရက်တည်နိုင်တော့တဲ့အခါကျရင်တမိသားစုလုံးကအလုံးလုံးမှာထမင်းဆိုင်ရမဲ့အနေထားဖြစ်တာစီဝါရေးကအရန်ကြက်တဲလာတာပေါ့နော်။မိသားစုကမစားတော့ကြောင်းမတက်နိုင်တော့ဘဲနဲ့ကလေးတွေအကုန်လုံးကပါ အလိုလုပ်ငန်းဝင်ဝင်ကြတဲ့အနေအထားတွေတွေ့လာရတယ်အယလိုရဲ့2023စစ်တမ်းအရာမြန်မာနိုင်ငံမှာခလီအလုပ်သမားတိတိမတန်းခန်းရှိနေပါတယ်။ဒီရေအတွက်တည်းမှာ2020ကိုဗစ်ကပ်ပြီးနေနိုင်ငံရေးအကျပ်တွေကြောင့်တိုးလာတဲ့ပမာဏပါဝင်ပါတယ်။ခလီတွေကိုလုပ်ငန်းဝင်တွေတွန်းပို့တဲ့အကြောင်းရင်းတွေထဲမှာစီးရဲမွဲတည်မှုမြန်မာလာတာစစ်ပွဲတွေကြောင့်ပညာရေးအခွင့်အလမ်းနှေးပါလာတာနဲ့ဥပဒေစိုးမိုးမှုအားနေတာတွေကြောင့်ပါ ကလေးတွေကိုဥပဒေပိုင်းအရကာကွယ်မှုကိုကြည့်မယ်ဆိုရင်လေကလေးတငယ်အခွင့်အရေးဥပဒေအပြင်2016မှာပြဋ္ဌာန်းခဲ့တဲ့အလုပ်သမားဥပဒေအရ14နှစ်အောက်ကလေးတွေကို အလုပ်ခိုင်းစေခြင်းတာမြင့်ထားပါတယ်။ဒါပေမဲ့ဆစ်အာနာသိန်းကလာတရားဥပဒေမစိုးမိုးနိုင်တဲ့အခြေအနေမှာကလေးငယ်တွေဟာလမ်းဘေးဝဲရာမှာပလုံကောက်နေရတာတောင်းရန်စားတောက်နေရတာအပြင်တချို့အသက်မပြည့်သေးတဲ့ဆယ်ကျော်သက်မိန်းကလေးငယ်တွေဆိုပြည့်တစားအလုပ်တွေပါလုပ်နေကြရတာပါ။ အာနာသိမ့်မီနောက်ပိုင်းမှာစီပွားရေးမြို့တော်လိုတင်စားတဲ့ရန်ကုန်မှာတော့တောင်းရဆတော့ဝင်ငွေရှာနေရတဲ့ကလေးငယ်၅ဆလောက်တိုးလာနေတယ်လို့ကျောင်းပြပရောက်နေတဲ့ကလေးတွေကိုပညာသင်ကြားပေးနေတယ်။ရေချမ်းစင်အဖွဲ့ကနေတည်ရပါတယ်။ဒါအပြင်ကျောင်းမတက်နိုင်တဲ့လမ်းမေးကလေးငယ်တွေကိုအခမဲ့စတင်ပေးနေတယ်။ရေချမ်းစင်စတင်ဝိုင်းမှာဆိုကလေးငယ်တွေဟာအစားပုံမှန်မစားရတာကြောင့်အာဟာရချို့တက်မှုများစွာရှိနေတယ်လို့ဆိုပါတယ်။ ဒီလိုမပြည့်စုံမှုတွေကြမှာပဲကလေးတွေဟာပညာသင်ယူတာကိုအာရုံမဆိုင်နိုင်ပဲမိသားစုစာဝတ်နေရေးတွေအလုပ်လုပ်ဖို့ကိုသာတွန့်ပို့ခံနေရတယ်လို့ပြောလာသူကရေချမ်းစင်တီထောင်သူကိုဖြိုပါကလေးလို့ကြားရတာကကျွန်တော်တို့လက်ရှိနေရအနေထားမှာဆိုရင်ဒီဆိုင်သာရဆက်မှုဆောင်နေတာဒီလိုဒီဘောတော့အတက်ပတ်ပြေနေတဲ့သူဆက်ယုံဆင်းရတယ်အများဆုံးကဒီ main key တွေပေါ့ဒီအထည်ချုပ်ဆက်ယုံတွေပွားကြရတယ်အတက်ကြီးရောကျွန်တော်၃၄၅အဲ့လိုအရွယ်လောက်ကြီးပဲရှိရတယ်။ဆိုကြရတယ်အဲ့လိုမျိုးဘောတော့အားလက်ရှိနေရတယ် မကောင်းတဲ့နေရာရောက်ကုန်တာကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးညအများစုတွေ့ရတယ်အကြီးကတော့ကျွန်တော်ဒါပါကြောက်တယ်ဆိုတော့ဒီလိုတော့ဒီကတော့ပညာရေးပေါ့နော်ပညာရေးအထက်ကမကြည့်ဝရတဲ့ခါကျတော့တာကဒီအဆင်နဲ့တဲ့ဟိုဒီလိုသားအချိန်မီဒီဘဝကိုရောက်ကုန်တာပေါ့နော်ဘာတစ်ခါကလာဆင်းရဲလို့ပြင်မှုပေါ့လို့မှာအာတနေ့လောက်မှာတနေ့ထားတဲ့အချိန်လေးဒီကတော့တာကပြီးပါရည်ရလဲမထောက်ပံ့ပေးနိုင်တဲ့အချိန်လေးဆိုတော့ဒါတာကဒီဆင်းရဲမှုတန်နေရလည်နေတဲ့ပုံမျိုးပေါ့ ကလေးတိုင်းဟာလုပ်ငန်းခွင်မှာရှိမနေသေးပေမယ့်သူတို့လေးတွေအတွက်ပျော်ရွှင်မှုစိတ်လုံခြုံမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုရနိုင်ဖို့အငီးအနားမှာစာတင်ကြောင်းလှုံ့လောက်တဲ့အစားအသောက်နှွေးထွေးတဲ့မိဘတငယ်ချင်းနဲ့လုံခြုံတဲ့ပတ်ဝန်းကျင်ရှိဖို့တွေဟာအခြေခံလိုအပ်ချက်တွေပါ။ဒါပေမဲ့ပဋိပက္ခဒေတာတွေမှာစာတင်ကြောင်းတွေကိုစစ်ကောင်စီတပ်ကလျင်တဲ့ပုံချက်ဖြည့်ဆည်းတာအပြင်အပြစ်မဲ့ကလေးငယ်တွေကိုပါ ထိခိုက်သိဆုံးစေခဲ့ပါတယ်။ ဒါအပြင်အခမဲ့ပညာရေးဖော်ဆောင်နေတဲ့ဆိုပေမဲ့လည်းကုန်စည်နှုန်းကြည့်မြင်တာကြောင်းအတွက်လိုတဲ့စာရေးကိရိယာနဲ့အထောက်ပံ့ပစ္စည်းတွေကိုဖြည့်ဆည်းရတာတွေကြောင့်မိဘတွေအတွက်ကလေးတွေကိုကြောင်းထားနိုင်ဖို့အခက်အခဲတစ်ခုဖြစ်လာပါတယ်ဒါကြောင့်ကလေးငါးတန်းကျော်ဟာပညာသင်ကြားခွင့်အခွင့်အလမ်းနေဆုံးရှုံးနေရတယ်လို့ကုလသမဂ္ဂကလေးများရေမုံငွေအဖွဲ့ UNICEF ကထုတ်ပြန်ချပါတယ် ဒီလိုပညာသင်ကြားရမယ့်အရွယ်မှာစာသွင်းခွင့်မရတဲ့ကလေးတွေဟာကလေးလုပ်သားတွေအဖြစ်အလွယ်တကူပြောင်းလဲသွားတတ်ကြတယ်လို့ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED ရဲ့အမှုဆောင်ဒါရိုက်တာဦးထွတ်ချစ်ကပြောပါတယ်။အဓိကအဖြစ်ကျွန်တော်တို့ကလေးအလုပ်သမားတွေကျွန်တော်တို့တိုးပွားလာတဲ့အဓိကအကြောင်းရင်းတစ်ခုကတော့အကြောင်းတွေကိုအကန့်အသတ်မဲ့ပိတ်ထားတာတွေအကြောင်းမတက်အောင်ကျွန်တော်တို့လှုံ့ဆော်မှုတွေနောက်ပြီးတော့ပုံအရေးကြီးတာကကျွန်တော်တို့ဒီအစင်းရဲမွဲတွေမှုတွေအလုပ်ကန်ရှာပါမှုတွေကျွန်တော်တို့ဒီလူခွေရေးနိုင်ငံရေးမတည်ငြိမ်မှုတွေကလည်း ကလေးလုပ်သားတွေကိုပို့ပြီးတော့တိုးပွားစီတာမျိုးတွေကျွန်တော်တို့တွေ့နေရပါတယ်အဓိကကျွန်တော်တို့ဒီအစိုးရတွေအဆက်ဆက်ကကျွန်တော်စိုင်းပကြအဖြစ်ပေးအရေးယူဆောင်ရွက်မှုအားနည်းရပုံမှန်လဲအခြေခံတယ်လို့ဒီမြန်မာနိုင်ငံမှာဆောင်ရွက်နေတဲ့ကျွန်တော်တို့ကလေးလုပ်သားပတ်ပြောက်ရေးစီမံချက်ကဟုတ်အရင်အစိုးရတွေလက်ထက်တုန်းကလည်းဒီအောင်မြင်မှုကြီးကြီးမားမားမရှိခဲ့သလိုအခုအချိန်ကြီးအခုလိုမျိုးနိုင်ငံရေးခင်းကျင်းအခုလိုမျိုးခြေနေရပို့ပြီးတော့ကျွန်တော်တို့ဆောင်ရွက်ဖို့ခက်ပါလိမ့်မယ်လို့ကျွန်တော်နေနဲ့ပြောချင်ပါတယ် ခုလသက်မှတ်ကအစီရင်ခံစာတွေအရမြန်မာနိုင်ငံမှာလုံခြုံရေးအခြေအနေဆိုးရွားလာတာတွေကြောင့်နိုင်ငံလူဦးရေ40ရာခိုင်နှုန်းဟာဆင်းရဲနှွမ်းပါမှုမြင်အောင်မှနေထိုင်နေကြရတယ်လို့ဆိုထားပါတယ်ကြပြင်စစ်ပွဲတွေကြာပြည်ရင်းရွှေ့ပြောင်းနေထိုင်သူသုံးသန်းကျော်ရှိနေပြီးအဲ့ဒီတွေကတုံ့ပေါ်တုံ့ပေါ်ဟာခလေတငယ်တွေပါ မလုံခြုံတဲ့အခြေအနေတွေကြာပြည်ရင်းမာရင်မကပဲပြည်ပကိုပါမိသားစုလိုက်ထွက်ပြေးတိမ်းရှောင်လာကြရတဲ့အခါခလေငယ်တွေပါပါလာကြပါတယ် လက်ရှိမှာတော့အိနေချင်းထိုင်းနိုင်ငံကိုပြောင်းရွှေ့လာရတဲ့ကလေးငယ်7000ကျော်ရှိနေပြီ5000ကျော်ဟာမိသားစုစာဝတ်နေရေးအတွက်အလုပ်ထွက်လုပ်နေကြရတယ်လို့ထိုင်းနိုင်ငံမှာရွှေ့ပြောင်းအလုပ်သမားရေးလှုပ်ဆောင်နေသူတွေကခံမှန်းကြပါတယ်။တချို့ကလေးတွေဆိုရင်မိဘတွေနဲ့ကြောင်ရလုပ်ငန်းခွင်နောက်လာရင် ပြောင်းချိုးကြံချိုးအလုပ်တွေမှာပါပျော်ဝင်လာကြတာပါ။ တိုင်းတစ်ပါးမှာရုန်းကန်နေကြရတာအပြင်ပညာသင်ကြားဖို့မှာလည်းအထောက်အထားစာရွက်စာတမ်းအခက်အခဲတွေကြောင့်စာသင်ငန်းစီမပို့နိုင်တော့ဘဲကလေးတွေဟာလုပ်ငန်းခွင်တွေစီကိုဥတီလာကြပါတယ်ဒီလိုအခြေအနေမျိုးတွေမဖြစ်စေဖို့အလုတ်သမားအရေးဆောင်ရနေသူဦးမိုးကျော်ကအခုလိုအကြံပြုပါတယ်။ခလေးလုံသားများတစားစားညော်နေကြစင်းရေးဆိုတာအရင်ဆုံးလုပ်ရမယ်။ဘာကြောင့်လဲဆိုတော့စောစောပြောခဲ့တဲ့အလုတ်ကင်ပါရှာမှုဝင်ငွေနှဲပါမှုဝင်ငွေထွက်ငွေမမြတ်တမ်းမှု ဆင်းရဲမွဲတည်ဘူးအဲ့ဒါကိုကောက်ချောင်းဆွဲလိုက်ရင်ကောက်ချောင်း၅ခုရမယ်တင်ချာသဘောနဲ့ပြောရင်ပြင်စကံပုံဖြစ်နေတစ်ခုနဲ့တစ်ခုဂျိတ်ချက်ဖြစ်အလုတ်ကန်ရှားရင်ဝင်ဝင်နေမယ်ဝင်ဝင်နေဝင်ဝင်ထွက်ဝင်မမြတ်မတဖြစ်မယ်နောက်ဆုံးဆင်းရဲမွဲတည်မယ်အဲ့တော့ကလေးလုံသားများလာမယ်အဲ့တော့ကလေးလုံသားတစစအယောနဲ့ပပြောက်ရေးဆိုရင်ကလေးလုံသားဆိုတဲ့အသက်ရွယ်သတ်မှတ်ချက်ရယ်ကလေးလုံသားများခိုင်းချေရာမတင်ဆိုတဲ့အလုတ်ကန်အခွင့်အလမ်းကန့်သတ်ချက်ရယ်အဲ့ဒါတွေကိုသက်ဆိုင်ရာအစိုးရရယ် INGO တွေ NGO တွေပြီးတော့ 楼子嘛，估计稍稍也富一点的，比较干干净，楼大的，水源保呢，里塘保也没有呢，所以呢，偏向比较。来对家的商业特点呢，龙安城的那商业嘛，大些了点。可能楼子八标位数啊，十二标路，康城地铁看看那地铁，好钢筋推建来的，三包一线来的。可能楼子多少啥叫呢？匠心艺术的，不比较绿色，俺那叫手艺人，安安就安就耶。楼子嘛，估计稍稍也富的，干干净，楼子嘛，没咋住的，里半山，水源保都保没有呢。 ဆွေးနွေးအဖြေချပြီးလက်တွေ့ကြကြလုပ်ကြိုက်မှသာတဖြည်းဖြည်းညော်နေကြဆင်းလိမ့်မယ်လို့ယုံကြည်ယူဆပါတယ်နေ့စဉ်အချိန်မြင်နေတဲ့ပြည်တွင်းစစ်ပဋိပက္ခတွေကြာမြန်မာနိုင်ငံမှာခလေးလုတ်သားပပြဖို့ကမလွယ်ကူသေးတဲ့အခြေအနေပါ။ဒါပေမဲ့ပညာသင်ကြားခြင်းနဲ့ခလေးငယ်တွေကိုအလုတ်ခွင့်နေစီအတင်းအဓမ္မမတွန်းဖို့ပဲအခွင့်အလမ်းတွေကူညီရှာဖွေပေးဖို့ကအရေးတကြီးလိုအပ်နေပါတယ်။ ဒါမှသာမရှားမယ်လို့ကလေးငယ်မျိုးတွေနောက်ထပ်မပေါ်လာပဲလူရင်းစံနာနဲ့ဘဝတထဲတဲကြတဲ့ကျဲ့ဝင်တွေအဖြစ်လင်းလက်နိုင်ကြမှာပါ